တစ်ကြိမ်စာချုပ်နဲ့ရောင်းထားတာတဲ့အခု2000နဲ့20နဲ့နှစ်ခုနှစ်ရမှာတက်တန်းထိုးတာဟာတဲ့စာချုပ်ကိုဖောက်ပြဲမြန်မာနဲ့မြန်မာစကားစနဲ့စောချစ်သူတော်ရောကြီးရမယ်သဘောမျိုး ကျွန်တော်ကြင်ညာထားတဲ့အတိုင်းကျွန်တော်တက်လာပြီကျွန်တော်ဒီဟိုတင်းမော်လေးကြားဖြတ်နဲ့ပတ်သက်လို့လည်းကျွန်တော်ပြောခြင်းနဲ့ပြီးတော့ MNDA ကိစ္စကိုလည်းကျွန်တော်ပြောခြင်းနဲ့ပြီးတော့မြန်မာစစ်ရှောင်တွေကိုဒီစကစကကူညီမယ်ဆိုတဲ့အကြောင်းတရားကျွန်တော်တိထားတဲ့လောက်ကိုလည်းပြောခြင်းနဲ့အဲဒါလေးတွေပေါ့လေအာကျွန်တော်အခုပြောခြင်းနဲ့အပိုင်းအရရိုးရိုးရှင်းလေးပါ ြားဖြန်းဆိုတာကျွန်တော်နားလေတာကတော့ပြည်ုပ်ရဲ့ဒပတ်လန်စီပွားရေးစကြညာပြီးတော့2030နောက်ပိုင်းမှာဒီဒပတ်လန်ကိုပူပေါင်းဆောင်ရွက်လာဖို့အတွက်ဒေတာရင်းနိုင်ငံတွေကိုတရုတ်ကဟိုဆောင်ရွက်ခဲ့တယ်ပေါ့ဗျာထိတွေ့ခဲ့တယ်အဲဒီဒေတာရင်းနိုင်ငံတွေထဲမှာမြန်မာပါတယ် အဲတီရီလင်ကပါတယ်ဘင်္ဂလားဒေ့ရှ်ပါတယ်အိန္ဒိယမပါဘူးပါကစ္စတန်ပါတယ်ဒါအားလုံးမြင်တာအောင်ပေါ့နော်အာသူကအရင်သူ့ရဲ့ပြထားတဲ့အခြေအနေရပါလေဒီမာကာစထရိတ်ကိုအသုံးပြုပြီးတော့သူကကုံတွယ်မယ်ပြောလို့အဲ့ဒီမှာအင်ဒိုနီးရှားမလေးရှားပါကြတယ်အဲကမ္ဘောဒီးယားတော့ပါပြီးသားပေါ့လေဆိုတော့ ဒါဆိုရင်ကြားဖြန့်ဆိုတဲ့ကိစ္စကိုကျွန်တော်မပြောခင် တရုတ်ရဲ့တပတ်လန်းနေမှာအဲ့တပတ်လန်းကုံွယ်ရေးပေါ့လေအသေးချာမဖြစ်သေးခင်မှာအဲ့ဒီတိုင်းပြည်တွေမှာလူမှုစီးပွားစနစ်တွေပျက်စီးကုန်နိုင်ငံရေးစနစ်တွေပျက်စီးကုန်ဒါကျွန်တော်အပန်ပြောပြတာဆိုတော့တရုတ်ကဘာလုပ်လိုက်လဲဆိုတော့အစိုးရချင်းအဲတပတ်လန်းကိုပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီခင်ဗျားတို့နိုင်ငံအတွက်အလုတ်ကင်နေရမယ် အဲဗမာနိုင်ငံဆိုရင်လည်းဗမာနိုင်ငံမှာအလုတ်ကင်တွေပေါ်များလာမယ်ပြီးရင်ဒေတာတွင်ထုတ်ကုန်တွေကိုအာသူတို့ပူးတွဲဆောင်ရွက်ပြီးတော့ကမ္ဘာဈေးကွက်တွေကိုခေါ်သွားမယ်ဒါဒါဒီထဲမှာပါတယ်အဲဒီပလန်ထဲမှာပါတယ်ဒါကျွန်တော်ဟိုအတူချုံးပြောပြတာစာမျက်နှာကတော့ဗျာ3000လောက်ရှိဒါဒါအာကျွန်တော်တိတလောက်ပြောတာအဲ့ဒါကိုလည်းဘယ်ဗမာတယောက်မှဘယ်ဗမာအစိုးရအဖွဲ့ဝင်ဝင်ကြီးတယောက်မှဖတ်ထားတာမဟုတ်ဘူးပြီးတော့ကုန်ကြမ်းတွေကိုသူတို့ကဝယ်ယူပေးမယ် ပြင်စိုက်ပျိုးရေးကန်တာနဲ့လမ်းပန်းဆက်သွယ်ရေးကန်တာတွေအာဓာရီဖွံ့ဖြိုးတိုးတက်အောင်သူတို့လုပ်ပေးမယ်။နော်ပြီးတော့စက်မှုနီးပညာတွေမျှဝေပေးမယ်။အဆုံနေရောပဲဟိုမစားဝါခမန်းနေအဲ့ဒါမှအကုန်ပါတယ်။ဒါပေမဲ့တပတ်လန်းလုံနေတဲ့နိုင်ငံတွေမှာဘာမှမတိုးတက်လာဘူး။တရုတ်နဲ့ပေါင်းသွားတဲ့တပတ်လန်းကိုလုံမယ်ဆိုတဲ့နိုင်ငံတွေဘာမှမတိုးတက်လာဘူး။နော်ဥမာတိရီလင်္ကာဆိုရင်ဗျာသူ့တနိုင်ငံလုံးကမြေမှာ ဘာမှစိုက်လို့မရတော့ဟိုအိမ်ရှိကဝရန်တာတော့ကျွန်တော်မပြောဘူးပေါ့ဗျာကို့ချန်ဝင်းလေးတော့မပြောဘူးပေါ့စိုက်ပြိုးမြေတွေဆိုဘာမှစိုက်လို့မရတော့ဘာဖြစ်စော့တရုတ်ဓာတ်မြေဩဇာတွေတုံးတယ်ဗျာတုံးတယ်ဗျာဆိုတော့အဲ့ဓာတ်မြေဩဇာတွေချပြီးတော့တိတိလင်ကစိုက်ပြိုးရေးတအားလုပ်တဲ့နိုင်ငံဒါမရတော့ဘွားတွေပြက်တခါဒေဝါလီတွေခံတမ္မရတွေထွက်ပြေးဒါအလိုတွေဖြစ်တာဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message က ကြားဖြန့်ဆိုတာတရုတ်ကဘာမှလာမဆောက်သေးဘူးသူတို့အရင်ရောက်လာအဲ့သူတို့ယင်ရောက်လာတဲ့အချိန်မှာဘာပါလာလဲဆိုအဲ့နိုင်ငံတွေအကုန်လုံးတော့ဥမာပါကစ္စတန်ဆိုရင်ဗျအစ္စလမ်နေအရန်စထွန်ဖြစ်တဲ့နိုင်ငံဗျာအာရှင်းရှင်းပြောပြစ်တစာယုံနေလောင်းကစားယုံနေအာနိုင်ကလပ်တွေအနှိတ်ခမ်းတွေအာပြီးတော့ဟိုအိမ်မက်နဲ့ထိုးတဲ့ထီပေါင်းစုံပေါ့ဗျာပြီးရင်တယ်လီဖုန်းတွေပေါ်မှာအက်ပေါင်းစုံနဲ့ ဟိုဘာကိန်းညာကိန်းငားပြစ်ကိန်းဘာကိန်းအကုန်ရောက်လာရောက်လာတော့အဲ့ဒီပါကစ္စတန်မာမူတွေအဲ့တဲကိုရောက်သွားတယ်ရောက်တော့အဲ့တဲပတ်ဆက်နေအကုန်ပါသွားတယ်အဲ့လိုနဲ့အဆောက်ဦးကြီးတွေတခုပြီးတခုတခုပြီးတခုတိဆောက်တာအဲ့နေရာမှာတရုတ်တရုတ်ဆိုရလာကြီးလားဘာမှလာမဆောက်ဘူးနော်ဗမာနိုင်ငံမှာလည်းတီးလို့ပဲဗျခင်ဗျာလောက်ကင်ဆိုတာဒီပယ်အုပ်စုတွေအဲ့လိုပုံစံမျိုးနဲ့ဆောက်တာ ီလောက်ကင်ညလာရှိုးကနေလောက်ကင်ထိတီဆောက်ထားတဲ့ဥစ္စာကိုအမေရိကန်နိုင်ငံကဒီအသေးချတွက်ချက်တဲ့သူတေသနာဌာနအဖွဲ့ကျွန်တော်အဖွဲ့နာမည်တော့မပြောချင်ဘူးเนาะသူတို့အဲ့လိုတွက်ချက်လိုက်တဲ့အချိန်မှာပယ်အုပ်စုလက်ထက်မှာစောက်ပြီးတော့အခုလောက်ကင်ရောဒီလမ်းရောစစ်မဖြစ်ခင်ပေါ့ဗျာဘလောက်ရှိလဲဆိုတော့12ဘီလီယံဒေါ်လာရှိတယ်ဘီလီယံ 12 billion dollar နဲ့တူဆောက်ခဲ့တာเนาะအဲ့ဒီကလမ်းနေရာစတလားအဲ့ဒီမှာဘာလဲဆိုတော့မြန်မာခေတ်ဆက်ဆက်အစိုးရတခိုးဝန်ကြီးဌာနတွေကအဲ့သူတို့ဆောက်ထားတဲ့စီမံကိန်းတွေကိုမြန်မာလမ်းဆောက်လို့ရေးပေါ့ဗျာလမ်းတရားပေါ့မြန်မာဆောက်လို့ဝန်ကြီးဌာနလမ်းတရားတွေကစည်ရင်တင်ပြီးတော့မြန်မာဘတ်ဂျက်တွေကိုစားကြတာအမှန်တော့ဟိုကောင်တွေက ခုနကကျွန်တော်ပြောတဲ့ပြစ်တစားယုံနေ night club တွေပြီးတော့ online လိမ်လည်မှုတွေလူကုန်ကူးမှုတွေမှုရစေဝါတွေမှုရစေဝါတော့မှဘောင်းစုံเนาะအဲအဲလူတွေနဲ့တို့ကအဲ့ဒေတာတွင်ရောဒီကလာတဲ့လူတွေရောအပြင်းလာအဲအကုန်လုံးစီကယူပြီးတော့တို့အဲ့လိုလုပ်ကြတာအခုကျွန်တော်ပြောခြင်းနဲ့ကရင်ပြည်နယ်ကရင်ပြည်နယ်လည်းဒီတိုင်းပဲဆိုတော့ ကရင်ပြည်နယ်ရဲ့ကိစ္စကိုကျွန်တော်ပြောရင်မြန်မာအလက်ထရစ်တွေပူရှန်နေလို့ထိုင်းဝင်ရောင်းနေပေါ့မဟုတ်ဘူးအခုဒီနေ့ကျွန်တော်ရတဲ့သတင်းကိုပြောပြထိုင်းဒုတိယဒုဝန်ကြီးချုပ်ကပြောတာမြန်မာဒီလိမ့်လေထားတဲ့ဂိုင်းတွေကိုထိုင်းကနေလျှက်စစ်တပ်ရောင်းပေးနေတာကိုတားမြစ်ဖို့ဒီနေ့သူတို့ဆွေးနွေးကြတာအဲ့ဒါတားမြစ်ဖို့ ထိုင်းလွှတ်တော်မှာတော့မဲခွဲဆုံးဖြတ်ခွင့်မရဘူးဗျာကဲအတော့ပထမဆုံးပြောတာလဲကျွန်တော်ပဲเนาะဒီစောချစ်သူတို့ဘလို့တလောက်ဘယ်နှဘီလီယံပေးတယ်ထိုင်းဘတ်10ဘီလီယံ ਨੇ เนาะအ ਨੇ ဆုံးဝယ်ယူစားတုံးနေတယ်ဒါဒီဒါဒီဒါဒီနောက်မှအဲ့ဗမာလော်ဘီတွေရောဟိုတင်းတွေရောအာလိုက်ပြောကြတာကျွန်တော်ပြောခဲ့ပြီပြတာเนาะအာ10ဘီလီယံဒါပေမဲ့ထိုင်းနိုင်ငံမှာ ီကက်စီနိုတွေလောင်းကစားယုံတွေဒီပြစ်တစားရောထိုင်းကအရင်နဲ့ရှိပြီးသားမူရစေဝါဆိုရင်လည်းထိုင်းကဟိုဘလို့ပြောမယ်မြန်မာနိုင်ငံလာတာဘောင်းစုံပဲထိုင်းလူမျိုးတော့အခုအော်သူတို့စားတဲ့သူတို့ထိုးတဲ့သူတို့တောက်တဲ့သူတို့ရှူတဲ့မူရစေဝါနာမည်တွေတော့များနေလို့မဲမားကတ်ကသူတို့ကရွေးချယ်မှုတွေတော့အများကြီးဖြစ်နေတာဟုတ်ပြီလားဆိုတော့အခုအဲ့ဒီဥစ္စာကိုလေးလာလိုက်တဲ့အခါကျတော့ဩခဏလေး ဲ့ဒါကိုလေးလာလိုက်တဲ့အခါကျတော့ဘာသွားတွေ့လဲဆိုတော့ကြီးရတယ်မြန်မာပြည်ကစောချစ်သူနဲ့မြန်မာစစ်တပ်နှစ်ယောက်ပေါင်းပြီးတော့မြาวရီဒေတာဆက်မှုစုံနဲ့ဒီအဲ့ဒီမြาวရီဒေတာနော်ဒီအာရှလမ်းကြီးဖွံ့ဖြိုးတိုးတက်ဖို့အဲ့ဒီဥစ္စာကို၅နှစ်တကြိမ်စာချုပ်နဲ့ရောင်းထားတာတဲ့ အခု2000နဲ့20နဲ့နှစ်ခုနှစ်ရမှာတက်တန်းထိုးတာလားတဲ့စာချုပ်ကိုဖောက်ပြဲမြန်မာနဲ့မြန်မာစကားစနဲ့စောချစ်သူတော်ရောကြီးရမယ်သဘောမျိုးအဲတိုင်းတိုင်းကအခုဆွေးနွေးတာဗျာကဲကျွန်တော်ပြောပြပြီးပြည်တာကျွန်တော်အရင်ဆုံးပြောခဲ့တာဟိုမြန်မာလုံပြီးလေလှော်တာကိုလည်းထိုင်းကကြားပါတယ်တဲ့ထိုင်းလွတ်တော်မိုင်းအတိုင်းပြောတယ်ဒီဓာတ်ဒီဓာတ်ထိုင်းကလုတ်ပေးနေတာဒီပေါ့နော် တလားဒီဆေးဝါးအားလုံးတော့အဲ့ဒီမှာဘလို့ပြောမလဲဗျာဆေးဝါးဆိုတာဟိုနေမကောင်းရင်ကုဖို့တို့ပြီးတော့ဒီပြစ်တစားယုံနေမှာတုံးတဲ့ဆေးဝါးတို့အဲ့ဒါတွေကအစထိုင်းကဆိုတော့ဒါဆိုရင်အဖြစ်ကရှင်းသွားပြီဒါကြီးကထိုင်းရဲ့အထောက်ဖက်မပါဘဲနဲ့ဖြစ်လာတာတော့မဟုတ်ဘူးဆိုတာတော့သိကြတယ်ထိုင်းရဲ့ စောချစ်သူအုပ်စုရဲ့စကားစရဲ့ကဒါတလုံးနဲ့ပဲခုနတရုတ်ဘက်ကိုပြန်ဆန်းတရုတ်ကငြိမ်းနေတယ်တော်တော်ကြီးဖွံ့ဖြိုးတိုးတက်လာပြီအဲအဲ့ဒါဆိုရင်တော့ငါသိမ်းပလိုက်လို့ရပြီငါစီရကောက်နေစောက်ထားတာဒါငါပစ္စည်းအတရုတ်တပလန်းအဲ့ဒါမျိုးနော်အဲကျွန်တော်အခေါင်းပြောပြတာခင်ဗျာလိုက်ကြည့်ကြည့်ကျန်တဲ့နိုင်ငံတွေမှာဒီတိုင်းပဲအဲ့လိုပဲခံရတာဆိုတော့ အခုကျွန်တော်မြင်ရတဲ့အပိုင်းကအဲ့ဒီအပိုင်းနောက်တစ်ခုလူပြောက်လွန်ခဲ့တဲ့တလခွဲလောက်ကလှိုင်းတာရမှာလူပြောက်တဲ့အမျိုးသမီးအသက်23နှစ်အမျိုးသမီးသူနဲ့သူ့တငယ်ချင်းနဲ့နှစ်ယောက်စလုံးပြန်ပြီးဆွဲခံမြန်မာရဲနဲ့စစ်တပ်နဲ့ပါခွင်းပြုထားတဲ့ဂိုင်း ဆိုလိုချင်တာသူတို့ပြောတော့ပြူစောထီးခိုင်းပါခိုင်းကျွန်တော်နာနားလဲဇိုးခိုင်းအဲဇိုးခိုင်းပေါ့ဗျာအဲဇိုးခိုင်းကပြန်ပြီးဆွဲတာပြန်ပြီးဆွဲတော့မြန်မာစစ်တပ်ကအဲ့ဒီအမျိုးသမီးနှစ်ယောက်ကိုဘယ်လိုညှိလဲဆိုတော့ဖုံးဆက်ပြီးတော့တဲ့နင်တို့ဘဲရှိရရှိတယ်ကျမချစ်သူရှိတယ်တဲ့အဲ့ဒါဆိုနင်တို့ဘဲကိုခေါ်ပေးတဲ့အဲ့ဒါဆိုနင်တို့ပြန်လှော့မယ်တဲ့ဒါတကယ်ဖြစ်သွားတဲ့ဖြစ်ရနော်ဆိုတော့ အဲ့တော့ခေါ်တာပေါ့သူတို့ဘယ်ဘယ်နေရာလာခဲ့ငါဓမ္မအာဘလို့ဖြစ်နေတယ်ပေါ့ဟုတ်ပြန်ပေးဆွဲခံထားရတယ်လို့မပြောဘူးโอเคเนาะဒါကျွန်တော် case တစ်ခုထောက်ပြအဲ့ဒီဘဲနှစ်ပွေလိုက်လာတယောက်က24နှစ်တယောက်က22နှစ်ပြဘဘူးဘဲဘူးဘဲတော့ကျွန်တော်နာမည်လည်းမပြောတော့ဘူးဆိုတော့အဲ့ဒီဘဲနှစ်ပွေအဲ့ဒီကောင်မလေးတွေသူတို့ရည်သားတွေခေါ်လိုက်တဲ့နေရာကိုရောက်လာပြီးတော့ အဲ့ဒီကောင်နှစ်ကောင်ကိုမြန်မာစစ်မှုထမ်းဥပဒေတွေခေါ်သွားလိုက်တော့ဇိုးကသူတို့တခါထိန်းထားတော့တယောက်ကို30တောင်းတယ်ပြန်လှုပ်ဖို့အဲ့ဒီ30ကိုသူတို့မှလည်းမရှိဘူးသူတို့ကကျွန်တော်ထင်တယ်ဗောနော်ဒီကြပန်းတို့ဒီဒီလိုဗောဗျာကုမ္ပဏီတို့နေဆိုင်တို့တလားမှ3တိန်း 2သိန်း3သိန်းရတဲ့အလုပ်တွေလုပ်ကြရတယ်တူပါတယ်။ဟောသူတို့ပြန်ပြီးဆွဲတဲ့ချိန်မှာထမင်းကြိုက်တောင်ပါသေးတယ်။ဒါကျွန်တော်အမှန်ပြောပြတာ။ဆိုတော့အဲ့ဒါဘယ်ရောက်သွားလဲဆိုတော့ KK ပတ်ရောက်သွား။ဟုတ်ပြီနော်။အင်္ဂလိပ်လူလည်းမတတ်ဘူး။ကောင်းကောင်းပဲပြောတတ်တဲ့အတွက်ဘယ်ကိုပို့လိုက်လဲဆိုတော့အနှိတ်ခမ်းပို့လိုက်တယ်။ဒါစောချစ်သူတို့ရဲ့ဗုဒ္ဓဘာသာလို့ပြောနေတဲ့ အဲ့စောချစ်သူနဲ့ပေါင်းနေတဲ့ဒီဘုံမူကြီးစားအောင်လို့ပါဆိုကျွန်တော်နဲ့တော်တော်ရင်းနှီးခဲ့ဘူးတဲ့အခုလူလူချင်းရောင်းဝယ်မှုတွေမှာပါလာတဲ့အတွက်ကျွန်တော်ဒီလူတွေရဲ့နာမည်ကိုထုတ်ပြောတာတော်တော်ရင်းနှီးခဲ့ဘူးတဲ့ဘုရားအောင်လို့ ਨੇ ဒီတော်လန်ကြီးတစ်ခုမှာဒါကျွန်တော်အမှန်ပြောပြတာနော်ဟိုမျက်နှာစိမ်းနေမဟုတ်ဘူးကျွန်တော်ပြောနိုင်တာဆော့အဲဘယ်တော့မှသိလဲလို့ ကျွန်တော်ခင်ဗျားတို့ဒီမေးခွန်းမေးမယ်ဆိုရင်ကျွန်တော်ထပ်ပြပြမယ်အဲ့ဒါနဲ့ထိုင်းရလဲတော်တယ်သူထိုင်းကြတော့သူကပြန်ပြီးမဆွဲရဲဘူးအဲ့လိုမလုတ်ရဲဘူးလုတ်ရင်တို့ကပြဿနာတက်မှာဆိုလို့အဲ့ဒီထိုင်းလူမျိုးယောက်ျားတစ်ယောက်ကခင်ဗျားအကောက်ပေးလိုက်တယ်တဲ့ကျွန်တော်ဒီအကောက်နဲ့တို့ဒီလိုဖြစ်နေပါတယ်ဆိုပြီးတော့ကျွန်တော်အကြောင်းကြားခိုင်း โอเคเนาะအခုထိကိုရှိနေသေးတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါနဲ့အကြောင်းကြားခိုင်းပြီးတော့ကျွန်တော်အဲ့ဒီဘဲကိုနောက်တစ်ခေါက်လောက်ဖတ်သွားပြီးတော့တည်င်းထပ်ယူပေးပါလားဆိုတော့ထိုင်းဘတ်ငွေကျွန်တော်တသောဘတ်တသောသူ့ကိုပေးလိုက်တယ်မဟုတ်သူသွားမယ်တဲ့သူလုပ်ပေးမယ်ဆိုတော့သူခေါ်လာလို့တော့မရဘူးတဲ့သူထုတ်လာလို့မရဘူးတဲ့ကျွန်တော်ပြောပြတယ်เนาะ အဲ့ဒါနဲ့ကျွန်တော်သူ့ကိုမေးတယ်ခင်ဗျအဲ့ဒါကိုဘယ်အချိန်သွားလို့ညပဲသွားလို့ရတာတဲ့ဘာဖြစ်လို့လဲဆိုတော့ DKBA နဲ့အခုစောချစ်သူတို့အဖွဲ့ကလုပ်ငန်းခွဲထားတာနောက်နှစ်ဖွဲ့ရှိသေးတယ်တဲ့အာနောက်မှကျွန်တော်နာမည်ထုတ်ပြောမယ်သူကဖိုင်းဘက်ကကူးလာတဲ့လှေကိုလာခေါ်တဲ့လှေမောင်းတာတစ်ဖွဲ့တက်တဲ့အချိန်မှာစစ်ဆေးပြီးတော့ အဲတွားကျင်တဲ့နေရာကိုလိုက်ပို့တာတစ်ဖွဲ့အဲရောက်သွားတဲ့နေရာကိုလုံခြုံရေးယူပေးထားတာကစောချစ်သူတို့အဲ့ဒီလိုအသွားပြန်ကယ်ရီလောက်တာ DKPA โอเคအဲ့ဓာတွေလောက်ခွင့်ရပြီးတော့အစုရှယ်ယာရနေတာမြန်မာစစ်တပ်ပို့ပြီးတေချောင်ပြောလိုက်မယ်အခုပြည်တော်စုကြမ်းခတ်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းမှာနိုင်ငံသားဆက်ဆံရေးအရင်တုန်းကမြန်မာနိုင်ငံရဲ့ နော်ပြည်ထဲရေးဒုဝန်ကြီးအောင်စိုးအောင်စိုးဟုတ်ပြီနော်ကျွန်တော်အသေးချပြောတယ်နော်နာမည်အောင်စိုးမြေဧက850ကိုလက်မှတ်ထိုးပြီးရောင်းခဲ့တာတဲ့အဲ့ဒါကိုမန္တလေးတရုတ်ရန်ကုန်တရုတ်ဖအံတရုတ်မော်လမြိုင်တရုတ်တွေပါသွားဝယ်ထားသေးတယ်ဝယ်ပြီးတော့အဆောက်ဦးလေးဆောက်ပြီးတော့အဲ့ဒီမှာငှားစားနေတဲ့တရုတ်ပါရှိတယ်ဗမာပြည်ထဲတရုတ်ပါရှိတယ် အဲ့လောက်ထိရှုပ်တဲ့နေရာတကဘာလုံးလဲတိနေနော်ဒါကျွန်တော်တိအောင်ပြောတာဟိုစစ်တပ်ကမတိဘူးလို့ပြောလိုက်အချုပ်ချာအာနာတို့အခြေခံဥပဒေတို့တို့အဲ့ဒါပဲပြောတယ်မတိဘူးဆိုတာအလကားပြောတာအလကားပြောတာနောက်တလောကကျွန်တော်ပြောဦးမယ်တီးတကူဆရာတော်ဖျားကြီးရဲ့နောက်မှာတော့ကြားဖြန့်ရှိပါတယ်လို့ကျွန်တော်ပြောတာတီးတကူဆရာတော်ဖျားကြီးကကြားဖြန့်လို့တိပြီးပေါင်းတာလားမပေါင်းတာလားအဲ့ဒါသူ့ကိစ္စ ကျွန်တော်သိတာကြောင့်ကျွန်တော်ဆရာတော်စော်ကားတာမဟုတ်ဘက်ပေါင်းစုံကိုဝင်တာကြားဖြန့်ဆိုတာဘာနဲ့တူလဲဆိုတော့ခင်ဗျားတို့မျက်ခင်းပြင်ပေါ်မှာထိုင်လိုက်တာနဲ့ဖင်ဟူလာကြိုက်တဲ့ချင်းပေါင်လာကြိုက်တဲ့ချင်းခြေတလုံးလာကြိုက်တဲ့ချင်းနှသေးလာထိုးတဲ့ချင်းအကြားဖြန့်မယ်နော်အဲ့ဒီချင်းကိုခင်ဗျားခေါ်ခြင်းမခေါ်ထားမှာဟုတ်ပလားခင်ဗျာသိချင်းမလည်းသိမှာခင်ဗျားနဲ့အဲ့ဒီချင်းနဲ့လည်း friend မဟုတ်ဘူးဒါကိုပြောတာအာဆရာတို့စော်ကားတဲ့ဒီကောင်မြေမြူတော့မယ်ဟိုဒါဖြစ်တော့မယ် ကျွန်တော်ပြောတာရှင်းရှင်းပြောရင်ဗျာဆောက်ရက်တွေကွဲကုန်မှာဘို့လို့ကျွန်တော်ကထိန်းနေတာတီရီလင်ကာကလားတွေရေးတဲ့စာနဲ့ခမားတို့တန်ခါနာတင်တဲ့ကောင်နေเนาะစထုတ်တာချိန်မှာတီရီလင်ကာကလားကမို့နုကိုဝတ်သားလုပ်လိုက်တဲ့စာတောင်ခမားတို့တင်ပြီးတော့ဗုဒ္ဓမြတ်စွာဘုရား1ဒေါ်လာเนาะ